တအောင်ပြည်နမ်ခမ်ခရိုင်နမ်ခမ်ယူမာပြီးခဲ့တဲ့စက်တမ22ရက်နေ့ကမော်တော်ယာဉ်တွေမှတ်ပုံတင်လိုင်စင်ပြုတ်လုခြင်းရှိမရှိစစ်ဆေးတာပြုတ်လုခဲ့ပါတယ်။အဲဒီလိုစစ်ဆေးတာကိုမိမိတို့ PSRF တရားနယ်မော်တော်ယာဉ်မှတ်ပုံတင်ကြီးကြေးဌာနနဲ့မြို့နယ်ရဲတပ်ဖွဲ့အောက်ချုပ်ရေးတပ်ဖွဲ့တွေနဲ့အတူပြုတ်လုခဲ့တာဖြစ်ပြီးတော့နမ်ခမ်မြို့ပြည်တော်စုလက်မကြီးနဲ့မြို့လေဖရအနီးတို့မှပြုတ်လုခဲ့တာဖြစ်ပါတယ်။ မော်တော်ယာဉ်မှတ်ပုံတင်လိုင်စင်တွေပြုလုပ်ခြင်းမရှိသေးတဲ့မိဘပြည်သူတွေအနေနဲ့တပ်ဆိုင်ရာမော်တော်ယာဉ်မှတ်ပုံတင်ကြည်ကြရေးဌာနမှာတော်ရပြုလုပ်ကြဖို့ကိုလည်းတိုက်တွန်းလို့ဆိုရာ ပြုလုပ်ခဲ့ပါတယ်။မိမိတို့ PSRF တရားညရဲ့မော်တော်ယာဉ်မှတ်ပုံတင်ကြည်ကြရေးဌာနအနေနဲ့တောင်ပြည်မိုးကုတ်နမ်ဆန်နမ်ခမ်မြို့နယ်မှာရှိတဲ့မော်တော်ယာဉ်စုစုပေါင်း2500ဝန်းကျင်ပြုလုပ်ပြီးစီးတာဖြစ်ပြီးတော့ကျန်းရှိနေတဲ့မြို့နယ်တွေမှာလည်းစက်ပြီးပြုလုပ်သွားမှာဖြစ်ပါတယ်။ မော်တော်ယာဉ်မှတ်ပုံတင်လိုင်စင်ကိုစီမံချက်ကာလအနေနဲ့ပြုလုပ်ပေးတာဖြစ်ပြီးတော့ပထမဆုံးအနေနဲ့အင်စီကားလုပ်ငန်းသုံးကားခီးတဲတင်ကားနဲ့ကုန်တင်ကားတွေကိုပြုလုပ်ပေးနေတာဖြစ်ပါတယ်။ဒါကြောင့်မိဘပြည်သူတွေအနေနဲ့စီမံချက်ကာလအတွင်းမော်တော်ယာဉ်မှတ်ပုံတင်လိုင်စင်တွေပြုလုပ်ကြဖို့လိုအပ်ပြီးစီမံချက်ကာလအလုံးမှာရေမှတ်ပုံတင်လိုင်စင်မပြုလုပ်ရသေးတဲ့ရေတွေကိုဥပဒေအတိုင်းအရေးယူဆောင်ရွက်သွားမှာဖြစ်ပါတယ်။ မော်တော်ယာဉ်မှတ်ပုံတင်ဖို့အတွက်ကားအမျိုးအစားလိုက်အခွန်တွေပေးဆောင်ရမှာဖြစ်ပြီးနှစ်သိန်းချက်ကနေ၅သိန်းချက်အထိပေးဆောင်ရမှာဖြစ်ပါတယ်။စီမံချက်ကာလကတော့2025ခုနှစ်မေလ25ရက်ကနေဒီဇင်ဘာလ31ရက်နေ့အထိ6လတာပြုလုပ်ပေးသွားမှာဖြစ်ပါတယ်။ကျမလီဘော့စမိတ်ပါရှင်။